ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမြတ်တန်းတင်ရေးသားတဲ့ဓာတောင်ကိုကြော်၍မိပင်လေကို ဖြတ်မြည်ဆိုတဲ့ဝတ္ထုရဲ့အပိုင်း၁၉ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ဓာတောင်ကိုကျော်၍မိပင်လေကိုဖြတ်မြေအပိုင်း19တန်ချောင်းတွေးလိုက်ရသူကဇဲမြင့်မဟုတ်ကိုနန္ဒာလည်းမဟုတ်ဇဲမြင့်ကို၆လိုက်သည့်စလုံးတရေဆိုသည်လည်းမဟုတ်သူတွေးလိုက်ရသူကဥပယံမောင်ခို14ပိုင်ရှင်ဥပယံတည်တည်ချာချာကြည့်လိုက်သည့်အခါကျမှသူ့လက်ထဲတွင်ဓာတ်တစ်ချောင်းကိုကင်ထားသည်ဒီဓာတ်သည် ရဲမြင့်ကြပြောက်ခဲ့သည့်ဂျပန်သားဖြစ်သည်တီသားကိုတန်ချောင်းကောင်းကောင်းမှတ်မိသည် တရိုးတွင် သူကိုယ်တိုင်ချိန်ကိုရေးထားခဲ့သည်တီသားကြောင့်ရဲမြင့်တို့အပေါ်အထင်လွဲခဲ့သည်ယခုတရခံပေါ်ပြီးတန်ချောင်းသည် ဥပယံကိုမြင်သည့်အခါတွင်ရံပုံမိကြသည့်နေဒေါသရှိသည်မအကုန်ရှမ်းထွက်လာသည်ဒီချိန်ကတန်ချောင်းရင်ထဲတွင်ရှိသည့်ဒေါသကို မိဖြစ်သာပြောင်းလဲ၍ကြလျင်ဥပယံ၏အလောင်းကိုပင်မိရှု၍ပင် ကြလိမ့်မည်ထင်သည် သူကိုအနိုင်ထက်ပြုခဲ့သည့်ဥပယံနိုင်ထက်စီနင်းကျင့်ခဲ့သည့်ဥပယံတစ်လျှောက်လုံးတွေးဆုပ်ချေလဲခဲ့သည့်ဥပယံဒီဥပယံသည်လူသူမရှိသည့်ကျွန်းတွန်းပေါ်ကြောင်းနေသည့်တိုင်သူကိုနှောက်ရှက်စေသူလောအားကိုဝါမျိုးစားတော့စေသူနှင့်ရဲမြင့်တို့ကြားတွင် ဝင်ရောက်ဂျုံမွေးနေစေဖြစ်သည်ဒီတော့တန်ကြောင်ဥပယံကိုတက်ပြစ်ခြင်းသည်ငမန်းကိုထိုးတက်သလို ထိုးတက်ပြစ်ခြင်းသည်သူတို့နှစ်ယောက်သည်တယောက်ကြောင့်တယောက်သိနေကြသည် လူနှင့်ငမန်းသည်တယောက်ကြောင့်တယောက်သိနေကြသည်ငမန်းကိုမတက်လျင်ငမန်းကလူကိုကိုက်မည်လူကိုဥအောင်မကိုက်နိုင်လျင် လူကငမန်းကိုတက်မည်အနံ့ရသည်နှင့်ဂျန်သူမန်းသိကြပြီဖြစ်သည် မြင်လိုက်ယုံမြပင်တည်ကြပြီဖြစ်သည်။ဘာလဲကွာတန်ချောင်းဥပယံကတန်ချောင်းကိုမြင်၍အံ့ဩခြင်းမရှိ စင်စစ်သူသည် ကျုံးမော်တွင်တန်ချောင်းတို့ရှိပိသားဖြစ်ကြောင်းသူသိပြီဖြစ်သည်။တန်ချောင်းလှုပ်ထားသည့်ဖောင်းတန်ချောင်းစိုက်ထားသည့်အသည့်ပွင့်များကို သူဆွတ်ခဲ့ပြီဖြစ်သည်။ထို့ကြောင့်တန်ချောင်းကိုတွေ့ရသည်မှာဘာမျှအံ့ဩစရာမဟုတ်။ဥပယံမျက်နှာချကတင်ပါသည် တန်ချောင်း၏လှုပ်ရှားမှုကိုမျက်ခြေမပြတ်ကြည့်နေသည် သူပင်လေကို ဖြတ်ချင်နေသည်မှာကြာပြီအမျိုးမျိုးကြံစီသည်မှာမအောင်မြင်တို့ရတွင်ဓာတချောင်းကောက်ရတော့သူဝမ်းတာသွားသည်ဒီထက်တန်ချောင်းလှဲထားသည့်တစ်လုံးတွေကို တွေ့သည့်အခါတွင်အစင်သင်ဖြစ်သွားသည်တစ်လုံးကသူတယောက်စားဖောင်အတွက်လုံလောက်သည်ကျိန်တွေများဖြင့်ကိုရန်လောက်သာကျန်သည်သူလက်ထဲတွင်ဓာရပြီးသို့သောအခါ အလုံးလို့ဖို့လွယ်တာပြီတို့ရတွင် သူစိတ်ကူးကိုတခြားလူများသိ၍မဖြစ်အထူးသဖြင့်တန်ချောင်းသိ၍မဖြစ်ထို့ကြောင့်တန်ချောင်းကိုမတွေ့အောင်ရှောင်းကားကိစ္စမြ мян ပြတ်အောင်မြ мян ထွက်ဖြစ်အောင်လုပ်လို့သည်ယခုသူမတွေ့ခြင်းဆုံးသောတန်ချောင်းနှင့်လာတွေ့နေရပြီဘာလဲကွာတန်ချောင်းဘာကိစ္စလဲကျုပ်တာပြန်ပေးပါတန်ချောင်းက တူတူနှင့်လိုရင်းကိုပြောသည် ဘာရဲ့မင်းဒါဟုတ်လားဟုတ်တယ်ဒီနားမှာကြုတ်ကြကြံရစ်ခဲ့တာတန်ချောင်းကကိစ္စမြ мян ပြေးအောင် သူကြကြံရစ်ခဲ့သည်ဟုပြောလိုက်သည်စင်စစ်ရဲမြင့်တို့နှစ်ယောက်နှင့်သူသည်ဒေဘောဒေဘက်ငတ်ဖော်ငတ်ဖက်ဖြစ်သည်ယခုဒေဘောဒေဘက်များကိုမူအထင်လွဲခဲ့သည်တို့အတွက်သူစိတ်မကောင်း နောင်တရသည် နောင်တရသလောက်ဥပယံကိုဆက်ဆုပ်သည်ဒေါသထွက်သည် ဥပယံကမဲလိုက်သည်သူဒါမဟုတ်ရဲမြင့်ကြကြံခဲ့သည့်ဓာမှန်ကိုဥပယံကောင်းကောင်းသိသည်မတိပဲရှိပါမည်လောဒီတော့ကသူ့ကိုတရေထင်ပြီးရဲမြင့်អော်၍ထွက်ပြေးခဲ့သည်မဟုတ်လောဟုတ်မှလည်းလောက်ပါกว่าတန်ချောင်းရမင်းဒါဟုတ်ကဲ့လားတည်တည်ချာချာစဉ်းစားပြီးမှပြောပါဟုတ်တယ်ကျုပ်သားပဲကျုပ်ကြကြံရစ်တုံးခမည်းကောက်ထားတာဒါတွေမကောက်ဘူး ကျုပ်ဖောင်ဖွဲ့ဖို့လှည့်ထားတဲ့တစ်လုံးတွေလည်းခမရယူထားတာပဲကျုပ်တောင်ရကငပြောကင်နဲ့တင်မောသီးတွေကိုလည်းခမရပဲတန်ချောင်းစကားမဆုံးခင်လက်ခနဲပြက်သွားသည်ကိုမြင်လိုက်ရသည်ချွန်ကနဲမြည်တံကိုကြားလိုက်ရသည်ဒါကကြောက်တုံးကို ထိသွားသည် ခုံဆင်းလိုက်သဖြင့်တန်ချောင်းကိုမထိငမန်းကလူကိုစကိုက်ပြီးဒီတော့တန်ချောင်းမခုခံ၍မရတော့အနာတွင်တွေ့သည့် ကြောက်ခဲကြီးတစ်လုံးဖြင့်ဥပယံကိုကောက်ပေါက်လိုက်သည် ဥပယံခေါင်းမှသွေးတွေဖြားကျလာကလဲကျသွားသည်တန်ချောင်းကဓာတ်ကိုဝင်းလူမြည်အလို့ဥပယံကထလာကဓာတ်ဖြင့်အချက်ပေါင်းများစွာဇက်တိုက်ခုတ်သည်တစ်ချက်ကတန်ချောင်းလက်မောင်းကိုထိသွားသည် ဥပယံသည်ဒရီတရံဖြင့်ဓာတ်ကိုဝှေ့ရန်ကဝင်လာသည်တန်ချောင်းလက်ထဲတွင် ကြောက်ခဲလေမရှိတော့ဒီတော့တန်ချောင်းနောက်ဆုတ်လာခဲ့သည် တဖြည်းဖြည်းနဲ့ကြောက်ဆောင်စုံးသို့ရောက်လာသည်။နောက်နှစ်လန်းသုံးလန်းဆုတ်လိုက်သည်နှင့်ပင်လေထဲသို့ကျသွားနိုင်သည်။ရေကအတော်တက်နေပြီ။ဒီလိုင်းကြီးများကကြောက်ကပားကြီးကို တုံုံပုံနေသည်။မထီတထီနှင့်လိုင်းများကကြောက်ဆောင်စုံးထိတ်ကိုတက်၍ရိုက်နေကြသည်။ဒီတစ်ချိန်တွင် ဥပယံဓာတ်ကိုအာကုံလွှဲ၍ဝင်းလာကတန်ချောင်းလေပင်ကိုပိုင်ချလိုက်သည်။တန်ချောင်းနောက်သို့မဆုတ်သာတော့ ခေါင်းကိုငုံ၍ကိုကို ပြစ်လဲကားဥပယံ၏စည်းဆက်ကိုခေါင်းနှင့်ဆောင်ပြစ်လိုက်သည် သူကောင်းသည် ပူကနေဖြစ်သွားသည်ချွန်ကနေမြေတံကြားလိုက်ရပြီးနောက်အော်တန်ကြီးတစ်ခုကို သူကြားလိုက်ရသည်လှည့်ကြည့်လိုက်တော့ဥပယံသည် သူကောင်းပေါ်မှကြော်ကားပင်လေတဲသို့အလွန်ကျသွားသည်ကို တွေ့လိုက်ရသည်လိုင်းကြီးတစ်လုံးကကြောက်ဆောင်ထိတ်ကိုဝင်းရိုက်တွင်လှိုင်းနှင့်ပါသွားခြင်းဖြစ်သည် ဒါကကြောက်ဆောင်စုံကကြောက်တုံးကြားတွင်ညက်ကြံရည်သည်ဥပယံသည်လှိုင်းလုံးအပုတ်လိုက်တွင်လှိုင်းနှင့်ပါသွားသည်ကိုသိလိုက်သည်ဖြင့်ဒါကိုလှုတ်ကားကြောက်ဖြာကိုလက်နှစ်ဖက်ဖြင့်ဖမ်းတွယ်လိုက်သည်သည်တို့ရတွင်ကြောက်စုံတွေကရည်ညှိနှင့်ချောင်းနေသည်ဖြင့်တွေ့၍မရတော့ဘဲလှိုင်းပြန်ဆင်းတွင်ပင်လေတဲသို့ပါသွားခြင်းဖြစ်သည်တန်ချောင်းသည်လဲနေရာမှထကားကြောက်ဆောင်ကြားကဒါကိုဆွဲနှုတ်သည်တို့နောက် ချောက်ကပားဆုံးမနေ၍ပင်လယ်ထဲသို့ငုံကြည့်လိုက်သည် ပင်လယ်ထဲတွင်လှိုင်းလုံးကြီးများသည်တဟီဟီအော်မီကာကြောက်ဆောင်ဆုံးကိုတက်၍ရိုက်နေကြသည်ပဒက်ခုံ၍အုပ်လိုက်သောချစ်တစ်ကြီးများလိုမန်ဖီလျက်ရှိသည်တန်ကြောင်ငုံကြည့်လိုက်သည့်အခါတွင် ဥပယံကိုမမြင်ရတော့ဥပယံသည်လှိုင်းလုံးများအောက်တွင်ပျောက်ကွယ်သွားပြီတန်ကြောင်ကဓာတ်ကိုတင်းတင်းဆုပ်ကအံကိုကျိတ်သည် ဥပယံတယောက် ပြန်ပေါ်လာအောင်မည်မဟုတ်ဟုတည်တည်တိုင်ပေါ်များပေါ်လာလေအောင်မလို့ဟု အတွေးဖြင့်စောင့်ကြည့်သည် သူမျက်လုံးများသည်ကြောက်ကဘာအောက်ကပင်လေလှိုင်းများကိုစူးစိုက်ကြည့်မိသည်တနာ၍မဟုတ် ကိုချင်းစာနာ၍မဟုတ်ကဲကြဲလို၍မဟုတ်ဥပယံဤတေပွဲဝင်သည်ကို သူကိုယ်တိုင်မြင်လို့ကြည့်လို့၍ဖြစ်သည်ဥပယံကို သူလက်နှင့်မတက်လိုက်ရသည့်အတွက်တန်ချောင်းဝန်းနေသည်သူကိုယ်တိုင်မတက်ရသည့်အတိုင်း ဥပယံဒေပွဲဝင်သွားသည်ကိုတော့သူကြိတ်လိုသည် သူကိုငွေနှင့်ပေါက်၍အနိုင်ကျင့်ခဲ့သော ဥပယံကို သူမကျေနပ်ဆက်လီနှင့်အလားသူကြောင့်မော်တော်ကားအင်ဂျင်တစ်လုံးကျခဲ့ခြင်းကဥပယံပြောခဲ့သောစကားများကို သူမမေ့ဒီတော့ကတန်ချောင်းသူ့မော်တော်ကားအင်ဂျင်ကို အမေရဖန်ဆွဲခဲ့သည် ကံကောင်း၍သူပါမော်တော်ကားအင်ဂျင်နှင့်အတူလိုင်းတဲပါမသွားခြင်းဖြစ်သည် ဂျိုလီကာမှဂျုံပြန်အကြတွင်ဂျိုလီကာတစ်ကို6000နှင့်ချိန်မိ၍သူမတည်ခဲ့ခြင်းဖြစ်သည်မော်တော်ကားအင်ဂျင်တစ်လုံးကမင်းအသက်ထက်ဖိုးတန်နေဥပယံစကားများကိုတန်ချောင်းကြားရောင်နေသည်ဒီတုန်းကသူ့လာကထဲမှဖြတ်မြေးဟုချိန်ခဲ့သေးသည်ဥပယံသည်လှိုင်းတွေဝင်းပူကရခုထက်သည့်ချိန်မောင်းနေစေဟုတန်ချောင်းထင်သည်ရခုတော့မော်တော်ကားအင်ဂျင်တစ်လုံးကို လူတယောက်၏အသက်ထက်မြတ်နိုးသော ဥပရန်သည် မော်တော်ကားအင်ဂျင်နောက်သို့လိုက်သွားပြီးပင်လယ်ကြီးကသူ့အတွက်ဥပရန်ကို လက်စားချေပေးလိုက်ပြီးလောကတွင် ဥပရန်လိုဒနာအားကိုဖြင့်အနိုင်ကျင့်သော လူစားအောင်မောင်းလိုဗလအားကိုဖြင့်အနိုင်ကျင့်သောလူစားခင်ကြီးလိုအလှအားကိုဖြင့်အနိုင်ကျင့်သောမိမစားသူတို့သည် အတူတူပင်ဖြစ်သည်ဟု တန်ကြောင်ထင်သည် အနိုင်ကျင့်ပုံခြင်းသာကွာသည်သဘောကအတူတူပင်ဖြစ်သည်တန်ချောင်းသည်လှိုင်းလုံးကြီးများတဲ့တွင်ဥပယံပြန်ပေါ်မလာတော့မှ စိတ်ချတော့မှကြောက်နေအောင်တို့ပြန်ခဲ့သည် သူပြန်တော့ပင်လေသည်မင်းအောင်လိုမဲနေပြီးဒီရည်သည်ကြောက်နေအောင်ကိုဝိုင်းနေပြီးခြေချင်းဖြတ်၍မရတော့ရေကလူတရက်ကျော်နေပြီတန်ချောင်းသည်ဓာတ်ကိုပါဇက်ဖြင့်မြဲမြဲကြိုက်ခါကိုကိုဖော့၍ကုလာခဲ့သည် ဒီနေ့ညကြောက်ကူတို့ပြန်ပြီးကိုနန်ဒါနှင့်ဂျဲမင်းတို့အပေါ်သူထင်လွဲခဲ့သည်သိတဲ့သူယူကျုံးမရဖြစ်သည် နောင်တရသည် သူမရှိရင် သူတို့တို့တွေမြေတို့များစားတော့နေကြမည်နီဟုတွေး၍ပူပင်လာသည်သူတို့ကိုသူတောင်းပန်မည်သူ့အပေါ်တင်းနေသည့်အကျွေးကိုသူဆန်မည်စင်စစ် သူနှင့်ကိုနန်ဒါတို့သည်ဒီချိန်တွေသို့ရောက်ခဲ့ရသည့်တရားခံမှာဥပယံဖြစ်သည် ကိုနန္ဒာတို့နှစ်ဦး၌ဘာမျှအပြစ်မရှိတန်ချောင်းသည်ဓာကိုထန်းကာကြောက်ကိုသို့ပြန်လာသည်ဒီရေကကန်းဆက်တောင်ပြင်သို့ရောက်ပြီးမှောင်လဲမှောင်လာပြီးထို့ကြောင့်ကြောက်ကိုကိုကန်းဆက်ကပြန်၍မရတော့ဒေါဆက်ခြုံတွေတဲကဖျက်ရသည်တို့ရတွင်ဓာပါသဖြင့်ကိစ္စမရှိပင်လေကိုပြင်ဖျက်အုံးမည်ဆိုလျင်ဒီတော့ဒီဘာရည်နီးပင်လေတွေ့လျင်ဖျက်မည်တောင်တွေ့လျင်ကြော်မည် ပင်လေကိုဖြန့်ပြီးဒီလိုပိုင်းဖြတ်မှုရှိသူအတွက်ညမောင်တွင်တော်တန်းကဖြတ်၍ကြောက်ကူကိုပြန်ရသည့်ကိစ္စသည်ဘာမျှအပန်မကြီးအ ਨੇ ဆုံးသူ့ချရာအောင်မှာညီကြီးတော်ရှိသေးသည် သူ့လက်ထဲတွင်ဓာပါသေးသည်တန်ချောင်းသည်ကြောက်ကူကဘာကိုတက်လာပြီးကြောက်ကူဝ၌ရက်သည်အကိုအကို အကိုနန္ဒာတန်ချောင်း၏အတန်သည်ကြောက်ကူတွင်ဟိမ့်သွားသည်ရမြင့် ရဲမြင့်ထိုတံမကြာရာဒီတော့ကြောက်ကပောက်အောက်ကကြောက်ကောင်းတဲ့သို့ဝင်သည်အထဲတွင်မဲမောင်နေသည်မိဖို့တွင်မိမရှိဒီတော့တန်ချောင်းသည်အရာတစ်ခုကိုဝင်တိုက်မိသည်ပထမတော့မြည်သည့်ပစ္စည်းမှန်မသိကန်းချီလိုက်သည့်အခါတွင်တန်စီပိုင်းကြီးတစ်လုံးဖြစ်နေသည်တန်စီပိုင်းကလေသည်တွွင့်၍မရတန်ချောင်းနှာခေါင်းကအနံ့တစ်ခုရသည်ဖြင့်ငုံ၍နန်းချီသည် ဒီတော့မှရေနံကြီးတွေထည့်ထားသည့်တန်စီပိုင်းကြီးဖြစ်နေကြောင်းတွေ့ရသည်။တန်ချောင်းသည်ကြောက်ကပအထက်ကမီးရှို့ထားရာတပင်စီတို့တွားကမီကူသည်။မီကူပြီးကြောက်ကူထဲတွင်မီဖို့သည်။မီတောင်မှအလင်းရောင်တွင်ကြိတ်လိုက်သောကြောက်ကူထဲတွင်ပစ္စည်းများများမရှိ။ပလိုင်းများကျိုးများလည်းမရှိ။စီပိုင်းကြီးကို ကြည့်တော့ရေနံကြီးအပြည့်ထည့်ထားသည်။အဖုံးပွင့်မဖွင့်ရသည်။တန်ချောင်းလာဟိတန်ချောင်း ကဘာအောက်စီမှအော်တန်ချ၍တန်ချောင်းကြောက်ကူဝါတို့ထွက်လာသည်ဂူရဲကဘာတူလဲတန်ချောင်းလားဒီတန်ဒီရဲမြင့်အတန်ဖြစ်သည် မောင်းနေ၍ဘာမျှမမြင်ရတို့ရတွင်အတန်နီလာဘုံထောက်သောကြောက်ကဘာတို့တက်လာပြီဟုခံမှန်းရသည်ဘာတူလဲအောက်ကရဲမြင့်အတန်ကထံမေသည်ငါပါတန်ချောင်းတန်ချောင်းဝန္တာအားရအော်ကပြည့်တက်လာတဲ့များကိုကြားရသည် ကြောက်ကူဝရောက်တော့ကိုနန္ဒာနှင့်ရဲမြင့်တို့ကအလူရဲ့ပြောကြသည်အလူရဲ့ပြောနေကြသဖြင့်တန်ချောင်းကောင်းကောင်းနားမလဲသူတို့နှစ်ယောက်တန်ချောင်းကို အပြစ်တင်စကားဆိုနေကြခြင်းဖြစ်သည်ဟာဒါကြီးပါလားရဲမြင့်ကပြစ်တင်စကားပြောနေရကဒါကြီးကိုမြင်သွားကလွတ်ခနဲအော်ပြီးဆွဲယူလိုက်သည်တန်ချောင်းကကန်ပေးလိုက်သည်ရဲမြင့်လက်သို့ဒါကန်ပေးခဲ့ပြီး ဘာမျှစိတ်မချစရာမရှိရဲမြင့်လက်တို့ဓာရောက်သွားသည့်အတွက်သူ့ဖို့အနေရဖြစ်စရာ အကြောင်းမမြင်ဒီသားကြီးကိုဘယ်ကပြန်တွေ့လာတာလဲဟင်ရဲမြင့်ကဓာကိုစကြည့်၍ဇန်ရင်မေသည် ထိုင်ပါဦးဖြစ်ဖြစ်ပြောတာပေါ့မစားစရာပါတယ်လဲသူတို့မှာလက်ဥတွေပါလာသည်လက်ဥများကို ဖောက်တော့ကြသည်တန်ချောင်းကလက်ဥတစ်လုံးကို ဖောက်တော့လိုက်ရာက ရဲမြင့်ကိုခြောက်လိုက်တဲ့တရေကိုကျွန်တော်တွေ့ခဲ့တယ်။ဟင်။ရဲမြင့်ကလက်ဥတလုံးကို ဖောက်၍မော့မီလှုပ်ပြီးမှလက်ကိုပြန်ယုတ်လိုက်သည်။ဒါပေမဲ့တရေကကျွန်တော်ထင်သလိုစလုံးတရေမဟုတ်ဘူး။ဗမာတရေ။တန်ချောင်းကမနောက်စဖူး။ဒါတော့ကိုနန်ဒါစိတ်ဝင်စားလာသည်။တရေနဲ့စကားပြောခဲ့ရတယ်။တကယ်လားရင် ကိုတန်ချောင်း။တကယ်ပေါ့ လက်ဆက်သက်တော်ဒီသားကတရဲလက်ထဲရောက်နေတာကိုဒါနဲ့တရဲစီကလူယူခဲ့ရတယ်။ဒါဖြင့်အဲ့ဒီတရဲကအခုမရှိတော့ဘူးပင်လေတဲ့ကျသွားပြီ။တကယ်တကယ်ပေါ့တရဲကဥပယံလေး။ဘာကွာကျွန်တော်ဆက်လီပိုင်ရှင်ဥပယံလေး။သူလဲကျွန်တော်တို့လိုဒီကျုံးပေါ်မှာရောက်နေတာကိုကျွန်တော်တို့ကသာသူရှိတယ်ဆိုတာမသိပေမဲ့သူကကျွန်တော်တို့ရှိနေတာကိုသိနေတယ်။ တန်ချောင်းကဓာပြောက်သည့်ကိစ္စငပြောကင်များတင်မော်သည့်များပိန်းဦးများပြောက်သည့်ကိစ္စတွင်ကိုနန်ဒါနှင့်ရဲမြင့်တို့ကို အထင်လွဲခဲ့ပုံဖောင်ဖွဲ့ရန်တပင်များကို သူတိတ်တဆိတ်ခုတ်လဲခဲ့ပုံဥပယံကဓာကိုရသွားကသူလှဲထားသည့်တင်များဖြင့်ဖောင်ဖွဲ့၍တယောက်ထဲဖြတ်ရန်ကြံစီပုံဥပယံဖောင်ဖွဲ့ရန်ပြင်းနေစဉ်သူနှင့်တွားတိုး၍ထွက်ပြေးပုံဒီထိ ဥပယံကိုရဲမြင့်ဟုထင်ခဲ့ပုံ ယနေ့ညကြောင်ညီနောင်ကကြောက်ဆောင်စွန်းတွင်နှစ်ယောက်သားပပင်းသွားတိုးတော်မှဥပယံမန်တိရဘုံတို့ကို အသေးစိတ်ပြောပြသည်သူလည်းတွေ့လိုက်ရော ကျွန်တော်လည်းအစကတော့သူဘယ်သူမှမသိဘူးမောင်ကလည်းမောင်းနေပြီကြောက်ဆောင်ပေါ်တက်သွားတော့ကျွန်တော်တို့ငမန်းများနေကြကြောက်တုံးခွေမှာရက်လို့ရုတ်တရက်မဲမဲကြီးမြင်လိုက်ရတော့တရေလာရဲမြင်လာလို့ထင်လိုက်သေးတယ်သူကလည်းခြေတံကြားလို့လှဲ့ကြည့်ကျွန်တော်ကလည်းမှင်သက်ပြီးရက်ကြည့် သွားဆောင်ကြတာပဲအဲ့ဒီတော့မှသူမန်းသိရတယ်မင်းတွေ့တော့သူလက်မသွားဘူးလားတိတ်တော့မလန့်ပါဘူးရုတ်တရက်တော့သူလဲကြောင်းနေတယ်ဒါပေမဲ့ဒီလူကအင်မတန်သတိကောင်းတဲ့လူကိုကျွန်တော်နဲ့တွေ့ရင်သူဘာလုပ်ရမလဲဆိုတာကို သူသိတယ်ဖောင်နဲ့အတူသွားဖို့မခေါ်ဘူးလားဘယ်ခေါ်မလဲအစကတည်းကသူတယောက်တည်းသွားစင်လို့ဓာတ်ကိုလည်းပြန်မပေးဖောင်ကိုလည်းပိုင်းစီပြီးကြိတ်ကြံနေတဲ့လူပဲ။ ကျွန်တော်တို့ကသာမသိတာသူကကျွန်တော်တို့အကြောင်းကိုအားလုံးသိနေတာပဲဒီပင်လယ်ကြီးကိုတယောက်တည်းဖြတ်ဖို့သူ့မှုစိတ်ကူးရတတ်ပလေကုဏ္ဏဒစကားကြောင့်တန်ချောင်းက ပြုံသည်ဒီအလုံမျိုးဆိုတာလူနည်းလီကောင်းလေပေါ့အကိုရလူများရင်ရေအတွက်ရိတ်ခါအတွက်ပြဿနာတက်မယ်ဖောင်ချင်းချင်းလေးပေါ်မှာပြဿနာတက်မယ်ဒီတော့လူနည်းနည်းတွားရလီကောင်းလေပေါ့သူလဲပင်လယ်မှာစက်စားခဲ့တဲ့လူပဲ။ ဒါလောက်တော့စိတ်ကူးရှိတာပေါ့လူများလို့တို့ကိုမခေါ်ခြင်းမူထားပါမင်းကိုတော့ခေါ်ဖို့ကောင်းတာပေါ့မင်းပါရင်အတုံးကြတာပေါ့အကိုကဥပရံအကြောင်းကိုမသိသေးဘူးနဲ့တူတယ်။တန်ချောင်းကလက်ဥခွန်တခွန်ကို ပြစ်ချရင်းပြောလိုက်သည်။သူ့ရှိတွင်လက်ဥခွန်တွေပုံနေပြီ။မင်းဆက်လီပိုင်ရှင်မဲမဟုတ်ဘူးလား။ကျွန်တော်ဆက်လီပိုင်ရှင်ပါပဲ။ဒါပေမဲ့ကျွန်တော်နဲ့အကြီးအကျယ်ပြဿနာဖြစ်ထားတယ်။ သူကအရင်တုန်းက ကျွန်တော်တို့နယ်မှာကာကွယ်ရေးဘူအဲ့ဒီတုန်းကတော့ nation ပဲရှင်တွေပေါ့ဘူဘရန်ဆိုရင်ကလေးကအစတည်တယ်လူတက်တယ်ဓမြတိုက်တယ်မိန်းကလေးတွေကိုဖျက်ဆီးတယ်ကာကွယ်ရေးတွေကိုလက်နဲ့သိမ်းတော့ဒီလူက အသိမခံပဲပင်လယ်ထွက်တာပဲပင်လယ်ထွက်တယ်ဆိုတာကပင်လယ်ဓမြလောက်တာပေါ့တဝဲနဲ့ဗိတ်ကျုံးစုတဝိုက်မှာတောင်းကျမ်းနေတဲ့ခိုင်းဟာသူ့ခိုင်းပေါ့ဒုံးလေတွေတန်းဝါးတွေ အစင်း15 20လောက်နဲ့ပင်လယ်မှာလှည့်နေတာတွေ့သမျှဆက်လေတွေကိုကျွန်းကျွန်းကျွန်းကြားခေါ်သွားပြီးအကုန်ထုတ်လွှတ်လိုက်တာပဲ။အောင်သိတိကိုလည်းသူဆွဲတာပဲ။နှစ်သိန်းနဲ့ပြန်ရွေးရတယ်။ဒီပြင်လေဒီလိုပြန်ရွေးရတဲ့ဆက်လေတွေအများကြီးပဲ။နောက်ဆုံးဈေးပြူတောင်းတမဝါရမကဆက်လေကိုဆွဲတော့သိန်း20လောက်ရသွားတယ်။အဲ့ဒီမှာတင်သူထောင်ချသွားတယ်။ဒါပေမဲ့ဒီလိုလူထောင်ချတာဘာကြီးလဲ။မရတယောက်ယောက်ကို တသိန်းနှစ်သိန်းပေးထားနိုင်ခဲ့တဲ့လူပဲထောင်ကလွတ်တော့စိန်ချလို့ဒဝယ်မြို့ပေါ်မှာတိုက်နေတာနဲ့မရ၄ယောက်ကိုတယောက်ကိုတိုက်တလုံးစီနဲ့ဆက်လေကလည်း၄၅ဆင်းလောက်ရှိတယ်ဒီဆက်လေတွေနဲ့မှောင်ကိုကုန်ကူးတယ်ဒါကသူ့ရဲ့ရာဇဝင်ပဲအဲ့ဒီရာဇဝင်ထဲမှာကျွန်တော်နဲ့ပတ်သက်တဲ့ခန်းတွေလည်းရှိတယ်ခမားနဲ့ဘလို့ပတ်သက်တာလဲတန်ချောင်းကရေသည်တို့ရတွင် သူ့ရဲ့ဘုံကတဘာဝမကြား တမင်လှုပ်၍ရေတံမျိုးဖြစ်သည်ကျွန်တော်ကိုငွေဝဲကျွန်လိုဆက်ဆံတယ်သူကြွေးရှိတယ်ဆိုပြီးကျွန်တော်ကို အနိုင်ထက်ကျင့်တယ်လမ်းမာတော့ကအင်ဂျင်တစ်လုံးကျခဲ့တော့ကျွန်တော်ကို အင်ဂျင်ကမင်းအသက်ထက်ဖိုးတန်တယ်လို့ကြိမ်းထားခဲ့တယ်ဒီရောက်တော့ကျွန်တော်တို့ဒါကျွန်တော်ရှားထားတဲ့သစ်ကျွန်တော်စိုက်ထားတဲ့အသီးပွင့်ကျွန်တော်ရှားထားတဲ့မီးတွေကိုအသုံးပြုပြီးကျွန်တော်တို့ကိုတတ်ဖို့ကြိုးစားတယ်ဒါတွေအပြင် ကျွန်တော်ခွင့်မလွတ်နိုင်တဲ့ ကျွန်တော်တသက်မကြေတဲ့ချက်ကြီးတစ်ချက်ရှိတယ်။ဘာလဲကွာ။တန်ချောင်းမျက်နာသည်မှုန်နေသည်။တစုံတရာကိုစဉ်းစားနေသည်။အတန်ကြာမှကျွန်တော်အမေကိုမရင်းချင်ပြီးတက်ခဲ့တာဒီလိုပြ။သူကာကွယ်ရေးဘဝတုန်းကကျွန်တော်အမေကိုမရင်းချင်ပြီးတက်ခဲ့တာ။တန်ချောင်းသည် တောက်တစ်ချက်ကို ပြင်ထန်စွာခောက်သည်။ကျွန်တော်ဒီလူကိုကျွန်တော်လက်နဲ့မတက်လိုက်ရတာတိတ်နာတာပဲ။ ဒီလူဟာကျွန်တော်မေးလဲအစာတုံးလုပ်ခဲ့တယ်ကျွန်တော်ကိုလည်းတစ်လျှောက်လုံးညှင်းဆဲခဲ့တယ်ဒီကျွန်းပေါ်မှာလဲဒါအားကိုနဲ့ကျွန်တော်တို့ပစ္စည်းတွေကို လူယူတယ်ပြီးတော့ကျွန်တော်ကိုလည်းအသေးသက်ဖို့လုပ်တယ်တန်ချောင်းက သူ့လက်မောင်းကိုငုံကြည့်သည်သူ့လက်မောင်းကဓားချက်ကိုဒီတော့မှသူတို့သတိပြုမိသည်ဓားရကတိတ်တော်မနဲ့တွေးသည်ခြောက်သွားပြီကိုနန်ဒာနဲ့ရဲမြင့်သည်တပြင်းကြီးများကိုဂျိုင်းတူချလိုက်ကြသည် တန်ချောင်းဘဝကို သူတို့စာနာမိကြသည်ဓာတ်ပြန်တောင်းတော့ကျွန်တော်နဲ့စကားများပြီးကျွန်တော်ကိုခုတ်တာပဲသူကတယောက်တည်းဖြတ်ချင်တဲ့သူကိုဒီသားကိုပဲပြန်ပေးနိုင်ပါမလဲဒီသားနဲ့ကျွန်တော်တို့ကိုရှင်ကျွန်တော်တို့ရိတ်ခါတွေကိုယူပြီးသူတယောက်တည်းဖြတ်တန်ချောင်းကထိုင်ရမှထားသည်အေးလေဒါလည်းတဘာဝကြပါတယ်ငမန်းနဲ့လူနဲ့တွေ့ရင်ကိုကသူ့ကိုဥအောင်တက်မတက်ရင်ငမန်းကကိုကိုတက်မှာပဲ ကျွန်တော်လည်းဓာပါသွားရင် သူဘယ်တက်တာမလဲဒီတော့သူကဥအောင်ချတာပေါ့ဟုတ်တယ်ဒီကောင်ကြီးကိုကျွန်တော်တောင်ချကြနေတယ်ကျွန်တော်တို့ဓာအိုယူပြီးကျွန်တော်တို့ကိုပြန်ချမယ်ကောင်ကြီးတကူကောင်းသမားကြီးရဲမြင့်ကထောက်ခံသည်မင်းကတို့ရှာလိုက်ရတာတကြုံလုံးကိုနှံ့နေတာပဲညမောင်မကြီးပဲပြန်ပြန်ရောက်တယ်မင်းရှာရင်ဂျင်းနံပေပါကြီးတစ်လုံးမျောလာလို့တောင်းလှိမ့်ခဲ့ကြသေးတယ် ကိုနန်ဒါကရေနံစီကြီးကိုပြသည်ကျွန်တော်အကိုတို့ကို အထင်လွဲခဲ့မိတယ်ဓာတ်ကိုဖွဲ့ပြီးဖောင်ဆက်လောက်တာတောင်ယာက အသီးတွေပျောက်သွားတာတွေအားလုံးအသီးနှံတွေဝတ်ထားတာတွေဟာအကိုတို့နှစ်ယောက်လို့ထင်ခဲ့တယ်အထူးသဖြင့်သူတန်ချောင်းကရဲမြင့်ကိုလက်ညှိုးထိုးပြသည်ဒီနေ့ဒီကောင်ကြီးဖောင်ဖွဲ့နေတော့ကျွန်တော်ရောက်သွားတယ်ကျွန်တော်လာလာမြင်တာနဲ့ထွက်ပြေးတယ်အဲ့ဒါကိုလည်းကျွန်တော်ရဲမြင့်လို့ထင်ခဲ့တယ် နောက်မှဒီကောင်ကြီးဖြစ်နေမှန်းသိတယ်။အထင်လွဲခဲ့သမျှအတွက်ကျွန်တော်တောင်းပန်ပါတယ်ကို။ရှင်းမြင့်ငါတောင်းပန်ပါတယ်ကွာ။ငါဟာတယောက်ထဲစားဖို့ငါတယောက်ထဲအသက်ရှင်ဖို့ငါတယောက်ထဲပင်လေကိုဖြတ်ဖို့လုပ်တာမဟုတ်ပါဘူး။အားလုံးအတွက်လုပ်တာပါ။တန်ချောင်းကငိုတန်ပါလာသည်။မင်းစေတနာကိုငါနားလဲပါတယ်တန်ချောင်း။ဒါကြောင့်မင်းကိုလိုက်ရှာတာပေါ့။တကယ်ကအခုထိတို့အသက်ရှင်နေတာဟာမင်းကြောင့်ပါ။ တို့ကိုမင်းပဲရှာကြွေးခဲ့တာပါအများကောင်းကျိုးလုပ်တဲ့အခါမှာအမားဆိုတာရှိနိုင်ပါတယ်ဒါပေမဲ့ဒီအမားဟာရိုးသားတဲ့အမားဖြစ်ရင် ကို့အမားကိုမြင်လို့ပြန်ပြင်နိုင်ရင် ကောင်းတာကြီးပဲစိတ်မကောင်းမဖြစ်ပါနဲ့ခမရတောင်ရဲကတာလဘတ်ကြီးကဂူထဲကတွေ့ခဲ့တာလားရဲမြင့်ကစကားလမ်းကြောင်းပြောင်းလိုက်ပြီးဟုတ်တယ်မင်းကိုလိုက်ရှာရင်ဂူထဲမှာတွေ့တာနဲ့ယူလာတာကျွတ်လို့ရမယ်ကွာ နေပါဦးအကိုတို့ကော စာရေးစာလုံလောက်ရဲ့လားကျွန်တော်မရှိတော့ဘလို့စားနေကြလဲရဲမြင့်ကရဲသည်ငတ်တာပေါ်ပြအုံးမင်လဲတိတ်မတက်နိုင်ဘူးလက်ဦးနဲ့ခရုပဲကျိတ်နေရတာပေါ့တခါတလေငစိမ့်လေးငဏီလေးရတယ်တန်ချောင်းလက်မောင်းကတန်ရာကရောင်းလာသည်ရဲမြင့်ကသူ့ဘောင်းဝီဖျားကိုဆုပ်ပစ်လိုက်ပြီးစီးပေသည်ဒီနေ့တဲပေါ်မှာရိုက်ဖို့ပြီးရှင်းထားတာပါဗျာ ရှင်မြင်ကတန်ချောင်းကိုကျင်နာစွာပတ္တိစီပေရင်ပျော်သည် ါဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း20ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ